အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောလီဒီနီဖြစ်ပါစေဒီညကနေပြီးတော့ဆွမ်မွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့ဒီနေ့မှာဒါကျွန်တော်မနေ့ကဒါ breaking news တစ်ခု ဖြစ်သွားခဲ့တယ်ဒါကျွန်တော်တို့ အကြောင်းကိုကျွန်တော်နည်းနည်းလေးတင်ဆက်ပေးခြင်းနဲ့မနေ့က body breaking news ဖြစ်သွားလဲဒီကြတဲ့အတိုင်းမှာဒါကျွန်တော် Trent Alexander Arnold ကတော့ Real Madrid အသင်းကိုပြောင်းရွှေ့တော့မှာဖြစ်တယ်ဆိုတော့ breaking news ကဒါ Liverpool ပြည်သက်တွေကြားမှာတော်တော်လေးကိုဒါကျွန်တော်ဟူးလေးတချို့ချို့ဖြစ်သွားစေရတယ်မှာပါတယ်ဘောနော်အဲ့တော့ Liverpool ပြည်သက်ကလက်ရှိမှာဒါကျွန်တော်တို့ Trent Alexander Arnold ကိုအကုန်လုံးကတော့ eat in သွားခဲ့တာကိုတွေ့ရမယ်တယ်မှာပါတယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့ဆွေးနွေးချင်တာဒီနေရာနဲ့ပတ်သက်ပြီးတော့ဘယ်သူမှလဲဘယ်သူမှန်လဲဆိုလို့ဆိုတာလေကျွန်တော်နည်းနည်းကျွန်တော်ရဲ့အမြင်နဲ့ကျွန်တော်ရဲ့ perspective တွေကိုကျွန်တော်ဆွေးနွေးချင်တယ် အဲ့တော့ဒီသတင်းတွေထဲမှာဒါကျွန်တော်တို့လွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်နှစ်နှစ်နဲ့လေးလလောက်ခရေကဒါကျွန်တော်တို့လီဗာပူးအသင်းရဲ့ဒါကျွန်တော်တို့ကစားသမားဖြစ်တဲ့လာဇနာအာတို့ကိုဒါကျွန်တော်တို့လီဗာပူးအသင်းစီကနေပြီးတော့ရီယယ်မက်ဒရစ်ကစကောက်လုပ်ခဲ့တယ်လွန်ခဲ့တဲ့နှစ်နှစ်လောက်ခရေကရီယယ်မက်ဒရစ်ကနေပြီးတော့လက်ရှိဒါကျွန်တော်လာဇနာအာတို့ကိုဝယ်ခြင်းခဲ့တယ်ပြောချင်တာဒါကျွန်တော်မမေ့ရလီဗာပူးအသင်းနဲ့အတူဒါကျွန်တော်ချက်ချင်းကလပ်နဲ့အောင်မြင်ဆုံးအချိန်တွေမှာအစဒါကျွန်တော်ရီယယ်မက်ဒရစ်ကဒါကျွန်တော်တို့ အလဇနာအာနုကိုစကောက်လုပ်ခဲ့နေမှာမဟုတ်အလဇနာအာနုကိုတကယ်တည်းတရဝင်ဆက်သွယ်မှုတွေပြုလုပ်ခဲ့လွန်ခဲ့နှစ်နှစ်နဲ့လေးလဆိုရင်ပြန်စဉ်းစားကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့လနဲ့ပြန်တွက်ကြည့်မယ်လွန်နဲ့28လကလေးကဒါကျွန်တော်တို့လူပပူးတဲ့နေတာ originally စကောက်လုပ်ခဲ့တယ်စကောက်လုပ်ခဲ့တဲ့ဆိုတဲ့ဇာတ်ကိုဘာလို့သုံးလဲတရဝင်ဆက်သွယ်ခဲ့တဲ့ဆိုတဲ့ဇာတ်ကိုသုံးတယ်ဆိုရင်ဒါလူပပူးဘက်ကနေပြီးရေမတွေ့ဘက်ကိုတရားဆွဲလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့ ကစားသမားကိုတက်ပင်လုတ်တယ်လို့ခေါ်တယ်ကျွန်တော်တို့အခုခစ်ကြီးမှသာတက်ကစားသမားကိုဆက်သွယ်ဆက်သွယ်ရဲဆိုလို့ဥစားတွေကဒါပါဇက်ကသာဘုံမော်လောပြောပြမယ်တကယ်နဲ့ပရီးမီးယားလီဂ်တို့ဒါကျွန်တော်ဘလုံးဖွဲ့ချုပ်ဒီနေဒါကစားသမားအပြောင်းရွှေ့ကဒါကစားသမားမှာစာချုပ်တဒံ6လနဲ့အထက်ကျန်နေဆိုရင်ဒီကစားသမားကိုတရားဝင်ဆက်သွယ်လို့မရဘူးဥမာဒါကျွန်တော်အသင်းကတရားဝင်ခွင့်ပြုချက်မှလစ်ဗာပူးအသင်းကနေပြတာကြိုက်စေးရလို့တရားဝင်ခွင့်ပြုချက်ပေးမှသာဒီအသင်းနဲ့တရားဝင်ဆက်သွယ်လို့အဲ့တော့တချို့တော့ကျွန်တော်စကားလုံးတွေမှာတွေ့ရင်လူတော်များမျက်စိပြူးတဲ့ဥစားရှိတယ်အဲ့ဒါကဘာလဲဆိုတော့ ဟုတ်ပါဗျာကျွန်တော်တို့အသေးသေးသင်္ကန်းသေးသေးစီကစားသမားဝယ်မယ်ဆိုရင်အသေးနှစ်သင်းကြတာဈေးတစ်ခုကိုသဘောတူညီမှုရသွားပြီဆိုရင်ဒါကျွန်တော်တို့ကစားသမားနဲ့တရားဝင်ဆက်သွယ်ခွင့်ပြုတယ်ဆိုရဲဥစားမှုဆိုတာတချို့လူတွေဟာဘာလို့ဒီကစားသမားကိုတရားဝင်ဆက်သွယ်ခွင့်ပြုနေတာတော့ဒါစကားကိုသွားပြောလိုက်ရင်မရတယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တို့တွေ့ဘူးတယ်ဒီမှာအမှန်တမ်းပြောရမှာဆိုရီရတာတစ်ခုကတရားမဝင်ဘူးလား အဲ့ဒါကလုံးဝလုံးဝလုံးဝကိုတရားမဝင်ပါဘူးအဲ့တော့ပြောချင်တာကတို့အနေနဲ့ဒါအင်္ဂလိပ်စကားလုံးနဲ့ tap in the play ပေါ့နော်ဒါကျွန်တော်ကစားသမားကိုဒါကျွန်တော်တို့အကျူစကားပြောမှုကဒါကျွန်တော်စာရုပ်တန်း6လနဲ့အထက်မှာအပိုးကြီးရတယ်ကိုအကယ်၍ကစားသမားကစာရုပ်တန်း6လကျန်နေဆိုနိုင်ငံခြားအသင်းနဲ့ပဲဆက်သွယ်ခွင့်ရှိတာဒါပြည်တွင်းအသင်းကဒါ6လကျန်ရင်လည်းဆက်သွယ်ခွင့်မရဘူးအဲ့တော့အဲ့ဒါစမ်းတော့အားလုံးနေနေတာလည်းရှိအောင်ပြည်သက်ရဲ့အပေါက်ကွဲဆုံးကလွန်ခဲ့တဲ့နှစ်နှစ် နဲ့နက်နက်ခွဲပဲထားပါတနက်လီလာမပြောတော့နက်နက်ခွဲလောက်မှာကလေးကလီဗာပူးနဲ့တရဟိုဟာဝီယမ်မတ်ကိုဒါတရဝင်ဒါကျွန်တော်တို့စကားတွေပြောနေပြီလားဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့အကုန်လုံးကဆွေးနွေးခဲ့ကြတယ်ပေါ့နော်အဲ့ဒါကိုလုံးဝအဲ့ဒါမှမကြည့်အဲ့တော့ ဒီနေရာမှာမနေ့ကဖာဘီဂျီရိုမာနိုတင်လိုက်တဲ့ post post ကလေဘယ်ပုံသက်တွေကိုယင်ထဲကိုပို့ပြီးတော့ပေါက်ကွဲစေခဲ့ပြီးဘလောင်ဆူသွားကြီးစေခဲ့တယ်။အဲလက်ရှိမှာဒါကျွန်တော်လူဒရောမြအတိခဲ့တဲ့ချက်ကဟာ FG ကဒါကျွန်တော်တို့အလသနာအာနုကိုကြိုက်စေမပေးဘူးအလသနာအာနုကဒါကျွန်တော်လက်ခလာစာမပေးဘူးဘာညာလောက်ခလာစာဆိုတဲ့ဥစားတွေနဲ့ဒါစကားတွေပြောရင်တည်းမှာပါတယ်ပေါ့နော်။ဒါပေမဲ့မနေ့ကဖာဘီဂျီရိုမာနိုကဒါတင်လိုက်တဲ့စာချုပ်တစ်ချောင်းကတော်တော်လေးကို အာနိုကိုဒေါ်သာထွက်စီခဲ့တယ်ပေါ့နော်ကျွန်တော်လည်းကြောင်သွားရပေါ့နော်ကျွန်တော်လည်းမှန်တိုင်းပြောရမှာဆိုအော်ရီယမတွေ့ကလာကျွန်တော်တို့အာနိုကိုဒါကျွန်တော်တို့ signing bonus plus ပေါ့နော်ဒါကျွန်တော်တို့လာစာကောင်းကောင်းပေါ့လာစာတော့ကောင်းပါတယ်မကောင်းတော့ဘူးအဲ့တော့လာစာတပတ်လုခတာ3သိန်းသာပေါ့ Euro 3သိန်းလောက်ထိတိုးပေးမယ်ဆိုကျွန်တော်တို့အနေနဲ့ထင်ခဲ့တာပေါ့နော်အဲ့တော့လက်ရှိမှာအာနိုကလက်ရှိဒါ Premier League မှာရရင်3သိန်းကျော်လာမယ်အဲ့လောက်ပဲရှိတယ်အဲ့တော့ဒါ okay ပေါ့ euro 3သိန်းဆိုတော့9သိန်း8000ပေါင်9သိန်း8000အဲအဲ့ပေါ့ပေါင်9သိန်း8000 3သိန်းကွဲဆိုတော့ဒါအခုလက်ရှိရနေလားဆိုတော့တိတ်ကမကွာဘူးအဲ့တော့ ပို့ပြီးတော့စိတ်ဝင်စားတာကျွန်တော်ထင်တာအောက်သုံးသိန်းခွဲလောက်၄သိန်းလောက်ထိတက်မယ်ထင်တာမဟုတ်ဘူးဗျမနေ့ကတည်းကကျွန်တော် Fabrizio Romano ကဒါကျွန်တော်တို့တရားဝင်တာပြောဆိုချက်အရာဆိုရင်เนาะအဲ Real Madrid ခေါ်ယူသွားတဲ့အပေါ်မှာဟိုထူးဆန်းတဲ့အရန်ကြီးစမ်းကြဲတဲ့ salary package မပါသွားဘူးတော့ကျွန်တော်သူဟာ Fabrizio Romano သုံးသွားတဲ့စကားလုံးကတော့ Real Madrid အနေနဲ့ခုလက်ရှိမှာ Kylian Mbappe တို့ Rodrigo တို့ Vini တို့ကိုကန့်လန့်ထားတဲ့ superstar package မဟုတ်ဘူး ပါမန်ဘက်ကေ့ပဲဘောဇနာရာခုနပေါ်သူပဲဒီဒေးရမသိမတပတ်လောက်ကယူရို23000သိန်းလောက်ပဲရှိမယ်အဲ့ဒီမှာလီဘိုပရိသတ်ကြီးကလုံးဝအုံးစုပေါက်တာပဲဘာဖြစ်လို့လဲခုနပေါ်သူပဲလက်ရှိဒါကောလာဟာလာဒီယာ FFG တို့ဒါကျွန်တော် Marco Richard Hughes တို့ဒါကျွန်တော်တို့အဲဘလူးမိုက်ကယ်အက်ဝတ်တို့အုပ်စုအနေနဲ့လက်ရှိ Real Madrid ကန်လန်နဲ့ဈေးအတိုင်းပဲဒါကျွန်တော်ပုံစံမျိုးတထေရတဲ့ကန်လန်ခဲ့တယ်ဒါပေမဲ့ လက်ရှိနောက်ဆုံးအချိန်ထိဘယ်လောက်ထိဆိုးရွားသွားလဲဆိုတော့တိရတော့ဖတ်ရတော့ဗောနော် FFG လို့အုပ်စုနေနေကျွန်တော် FFG တော့တစ်လုံးမကောက်ွယ်ဘူးတော့ခင်ဗျားတို့သိပါတယ်ကျွန်တော် FFG ကောက်ွယ်တယ်ဖြစ်မှာဆို FFG လို့အုပ်စုနေနေနောက်ဆုံးအချိန်ထိဒါကျွန်တော်တို့တိရတော့လွန်ခဲ့တဲ့နှစ်ပတ်လောက်အထိကို Real Madrid တဲ့တာတဲ့တပတ်လောက်ခလာစားကျွန်တော်တို့ဒါဥရောပမှာဈေးကြီးဆုံး fullback ဇာသမာတယောက်အနေနဲ့ဖြစ်ဖို့အထိတရားဝင်ကန်လန်ခဲ့တယ်ကောလာဟာလာတွေကတပတ်လောက်ကပေါင်3သိန်းယူရို3သိန်းခွဲလောက်အထိကိုကန်လန်ခဲ့တယ် ဲ့ဒါကိုလက်မခံခဲ့ဘူးအဲ့ဒါကိုလည်းညှင်းပယ်ခဲ့တယ်ဘာလို့ဆိုတော့အလက်ဇန္ဒားအာနုနီနဲ့ဒါဒီနှစ်ဇန်နဝါရီမှာဒါကျွန်တော်တို့အော်ရီယမ်မက်ထရက်ခေါင်းငိမ်ထားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါကိုဆိုအဲ့တော့ဒီညမှာလီဗာပူးပြိတ္တတွေမိတာအဖြေကရှင်းရှင်းလေးဒါဆိုဘာလို့ဖုံးကွယ်ထားလဲမမေရခင်ဗျားတို့ကျွန်တော်ခဏခဏပြောဘူးလို့ပဲစာရုပ်တက်တန်း6လအကြံနဲ့ကစားသမားတယောက်အနေနဲ့အသင်းပြောင်းမယ်ဆိုရင်ဒါတရားဝင်ပြောလို့ရတယ်ပြောပိုင်ခွင့်လည်းရှိတယ်တစ်ဖက်အသင်းကတရားဝင်ကြီးညာပိုင်ခွင့်လည်းရှိတယ်ဟုတ်တယ်ဟုတ် ဒါပေမဲ့အာနုကလုံးဝမကြင်ညာခိုင်းဘူးပထမအချက်ကျွန်တော်တို့သိရမှာအာနုအနေနဲ့ဒါကျွန်တော်တို့သူ့အနေနဲ့ဒီဘောလုံးကိုအားလုံးစိုက်ချင်တယ်ဒါမှမဟုတ်ခုနဘောလုံးပဲပြိတ္တတည်းရဲ့အဆူဘူးချိန်မောက်မှုသူမခံနိုင်ဘူးဘောသူ့အနေနဲ့သူအားလုံးထွေပြဒါပေမဲ့အခုလက်ရှိမှာသူ့ရဲ့ဒဏ်ရာကြောင့်မို့သူ AC နားတဲ့အချိန်မှာဆိုတော့ okay let the crack and out ပေါ့နော်ဒါခုနဘောလုံး let the dogs out of the bag ခုနဘောလုံး okay ငါလည်းဒဏ်ရာနေငါလည်းအဲ့လောက်မကစားမဲ့တူတော့ pressure လည်းအဲ့လောက်မရှိတော့ဘူးမထူးတော့ဘူးဒီသတင်းဒါမှမဟုတ်ခုနဘောလုံးပဲသတင်းတောက်တွေစောင့်ရမ်းလိုက်တော်ပြီးပဲတိသွားခဲ့တာဘောဆို တတိယ round ဒီရဲ့ဆိုတစ်ချိန်နဲ့တည်တာဗောနော်ဒါကျွန်တော်တို့ Fabrizio Romano David Austin ဆိုမနေ့ကတည့်ရက်ထဲမှာအကုန်လုံးတည်ကြတာအဲ့တော့ပြောချင်တာကဒီတရင်ကတတက်ကြီးလွတ်လိုက်တဲ့သဘောမှဖြစ်သွားတာဗောနော်အဲ့တော့အခုလက်ရှိမှာ level ပြည်သက်တဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအပေါက်ကွဲသွားပြီဘာလို့ဆိုတော့အာနုအနေနဲ့အလကားအသင်္ကန်တွေထွက်တော့မယ်အဓိကအလကားဆိုတဲ့စကားလုံးမယ်အဓိကခုနပြောသူပဲအခုလက်ရှိမှာဒါကျွန်တော်တို့နှိုင်းတော့မနှိုင်းပြီမဲ့တို့ level ပြည်သက်ကျွန်တော်မနှိုင်းဘူးเนาะကျွန်တော်မနှိုင်းဘူးဆိုတော့ကျွန်တော်ဒါအခုလက်ရှိမှာကျွန်တော် perspective ကျွန်တော် level ပြည်သက်တွေအနေနဲ့ ဟယ်ရီကိန်းလှုပ်သွားတဲ့ပုံစံမျိုးလှုပ်သွားစေချင်တာဥမာဟယ်ရီကိန်းနေတာစာရုပ်တက်တဲ့နှစ်ပဲကြံတယ်အသင်းပြောင်းမယ်အသင်းကိုဒါတရားဝယ် request လုပ်တယ်ပြီးရခုနကအသင်းကိုပြောင်းရွှေ့ချေတန်တရာပြီးသွားတယ်သူဒိုးသွားတယ်အသင်းကို at least round တနည်းရာကနေပြီးတော့ဒါတန်တရာရှာပြီးသွားတယ်ငွေမွေးချမောက်ကလပ်တစ်ခုနေနဲ့ဒါပေမဲ့အာနိုးကဒီကွက်ကြီးလှုပ်သွားတာဆိုတော့အဲ့တော့ဒီနေရာမှာကျွန်တော်အာနိုးဘက်ကပြန်ကြည့်မယ် FG ကိုကျွန်တော်မုံပြီးပြန်ပြီးတော့အာနိုးဘက်ကဒီအကွက်နင်းမယ်ဆိုရင် Real Madrid ကို FG တို့အုပ်စုအနေနဲ့ပေါ့ပေါ့တူတူရောင်းမလား ဒီနေရာမှာ real madrid ကလည်းလေလီစာလုံးတန်တနစ်ပဲကြံ့နေသူ့ကိုသူ့စီကိုလာလာကိုလာမဲ့ကစားသမားတယောက်ကိုဘာလို့ပေါင်တန်း80 60ပြပြီးဝယ်နေမှာလဲ real madrid ကဘက်ကအဲ့တော့ average ဘက်ကလည်းအခုလက်ရှိနောက်ဆုံးကြားခဲ့တဲ့တင်ရဒီဆောင်းအားဒီအထိ real က okay အဲ့ဒါဆိုမင်းတို့စီကငါဝယ်မယ်ဆိုတဲ့ပုံစံမျိုးလာကန်လန့်ခဲ့တယ် real ရ euro တန်း40လား55တန်းပတ်ချလဲဝင်ညာလာမသိကန်လန့်ခဲ့တယ် average ကမဟုတ်ဘူးငါတို့ကစားသမားငါတို့နဲ့စာရုပ်ချုပ်မယ်ဆိုတဲ့ confidence နဲ့အဲ့ဒီစာချုပ်တွေတော့ရှောက်ညှင်းပယ်ခဲ့တယ် လွန်ခဲ့တဲ့နှစ်ကလည်းဒါကျွန်တော်ယူရို80လောက်ရှိတဲ့ package လာကန်လန့်ခဲ့ပြီးမှညင်းပယ်ခဲ့တယ်အဲ့တော့ပြောချင်တာ real ကတော့သူ့လို့သူလို့သွားတယ်ပေါ့ဗျာတမဟိုပေါက်ဈေးထက်တော့အများကြီးနင်းတာပေးမိမယ်ဒါသူ့လို့သူလို့သွားတယ်အာနိုးကလည်းခုနကပြောလို့ပဲဒါထွက်ဖို့ကြိုးစားခဲ့ဒါပေမဲ့ FG ကဒီကျွန်တော် real ဘက်ကကန်လန့်နဲ့ကန်လန့်မှုတွေကိုတခုမှလက်မခံခဲ့ဘူးအဲ့တော့ဒီပြဿနာတွေရဲ့အဖြေမှာဘယ်သူမှလဲဘယ်သူမှန်လဲဆိုတာတော့ပြောတာတော်တော်လေးကိုခတ်တယ်တကယ်ကိုခတ်ဒါပေမဲ့အာနိုးအနေနဲ့လည်းခုနကပြောလို့ပဲ သူ့အနေနဲ့ဒီထက်ပိုပြီး transparent ရှိတယ်ဒါပေမဲ့ transparent ရှိရင်တော့ Liverpool ရဲ့အခုလက်ရှိမှာဝင်တာပေါ့တပည့်အခုတော့မှ Premier League ရောက်ဖို့တည်ကြနေတဲ့အခြေအနေတခုတော့မှတချို့ Liverpool ပြည်သူတွေဆိုဒီ Premier League ကိုရှော်လိုက်ကွာအာနိုဖလားမရစေချင်လို့ဒီကိုတော့ပြောရတယ်မှာတချို့ကြတဲ့နားလေတယ်ပေါ့နော်ခုနကပေါ့တပည့်သူ့အနေနဲ့သူလုံးစရာရှိတာလုံးသွားပြီးရစရာရှိတာရသွားပြီးတော့သူ့အနေနဲ့ Real Madrid လို့အသိမျိုးပြောနေဆိုနားလေလူရနားလေလူတွေလည်းအများကြီးရှိတယ်နားမလဲလူတွေလည်းအများကြီးရှိတယ်ကျွန်တော်အနေနဲ့ပြောရမလို့ကျွန်တော်လည်းနားလေရတော့ခတ်တယ်ဗျ။ဘာလို့ဒီနေရာမှာဒါ FG လို့အသိမွန်းတဲ့ Real Madrid က yin ဆိုင်ကြ။ Real Madrid ကကြားထဲမှာဒါ ဖာဗီဇီယိုရိုမာနိုရဲ့ပေါ့ကတ်မှာတရားဝင်ကမ်းလှမ်းမှု2ချိန်လောက်ထိပြုလုပ်ခဲ့တယ်2ချိန်လုံး FG ညင်းခဲ့တယ် FG ဘက်က confidence ရှိတာကအာနိုဆာယောတတန်းတိုးပဲဒါပေမဲ့ဒီညမှာအာနိုတခုလို့အာနိုအနေနဲ့ okay ငါကတော့ဆာယောတတန်းမတူတော့ဘူးတကယ်ချင်းတို့ငါကတော့ဒီနှစ်ကြိုင်ရောပြောင်းမယ်အဲ့ဒါဆိုမင်းငါ့ကိုရောင်းအောင်ရောင်းလိုက်အဲ့လိုပို့တော့အဲ့တော့အာနိုအဲ့လိုပြောခဲ့တယ်ဆိုရင်အာလိုအမှားမဟုတ်ဘူး FNG မှာဖြစ်သွားတယ်အာနိုအဲ့လိုပြောခဲ့မပြောခဲ့ကျွန်တော်မသိဘူးပြောခဲ့မလားမပြောခဲ့မလားဆိုတာဖရဲသခင်မသိမယ်ကျွန်တော်လည်းမသိပါဘူးတော့ဒါဟာ insider formation အဲ့တော့အာနိုသာအဲ့လိုငါအသိပြောင်းတော့မသားကြီးတို့ငါနောက်နှစ်ဒါမှမဟုတ်ဒါတနစ်ခွဲလောက်တနစ်နဲ့၈လောက်လောက်တနစ်နဲ့၆လောက်လောက်ကြာမှာငါပြောင်းတော့မသားကြီးတို့ငါ့အပြောင်းရွှေ့လုပ်ပြီးဆိုရင် ပြောထားပြီးတော့မပြောင်းမင်းနဲ့အဲ့ဒါကြီးကိုမလုပ်ဘဲနဲ့ဒီကောင်လေးကဟာဟိုကျွန်တော်တို့ဟိုကိုယ့်ရဲ့ crush ကကိုယ်ပြန်ကြိုက်မယ်လို့မျှော်နေလို့ပဲဟိုကမကြိုက်ဘူးငါနောက်ဘဲနဲ့ငါတွဲမှာဟိုဘဲကအခုလက်ရှိမှာမအားသေးလို့ငါနဲ့တရားဝင် ဟို public မတွေ့သေးတယ်ငောင်းတယောက်ကအခုလက်ရှိမှာချိတ်ကုန်းထုတ်နေပြီနင့်ကမကြိုက်နိုင်ဘူးအဲဟိုကောင်ကဘာဖြစ်လဲဆိုတော့အားမဟုတ်ဒီကောင်မလေးငါပေါ်စိတ်ပြန်လဲလာမှာပါဆိုပြီးတော့ဆွတ်ဆက်ပြီး try နေတယ်လို့အဲ့တော့ကောင်မလေးပေါ်အများကြီးမလို့ကောင်မလေးကပေါ်တင်ပြောတာအားဟဲ့အောင်နင့်ကမကြိုက်နိုင်ငါမှချစ်ဒီကမှရွေထားတဲ့သူချစ်ဒီရွေထားတဲ့နောက်တစ်နေ့နဲ့ခြောက်သွားကြငါတို့တရားဝင် လက်ထပ်ကြမှာအဲ့ဆိုကောင်မလေးမှာဒါပေမဲ့ကောင်မလေးကသာโอเคကောင်းပါလေးကသာမပြောထားပဲနဲ့အင်းညောင်အင်းညောင်ဖလက်တွေပါညာအင်းဟုတ်တယ်ငါကတော့နင့်ကလည်းတန်ရောင်းစင်တွေ့ပြီးပါရဲ့တကယ်ချင်းရဲ့ပါညာပြောအဲ့ကောင်မလေးမှားတယ် အဲဒါပဲကောင်းပါလေးကသာနောက်တစ်နှစ်နဲ့6လမှာ9ယောက်ချရှိရလင်းယူမှာလို့ပြောထားတယ်ဆိုရင်တော့ဟိုကောင်မာတာအဲ့တော့ဒီစနေရီယိုအတူတူပဲပေါ့နော်အာနိုးသာခုနပြောငါတာကြီးတို့ငါတနေ့နဲ့တနေ့ခွဲကြငါကလပ်ပြောင်းတော့မယ်ငါမှဘာမှဒီမှာယူစရာဖလားမရှိတော့ဘူးငါအနေနဲ့ဆုံးဖြတ်ချက်အသက်တွေနိုင်ငံအသက်မှာငါသွားပြီးချိန်ချင်ငါအသက်ငယ်သေးတယ်အဲ့တော့ငါပြောင်းမယ်အာတဖက်ကလေဘဘဟာမဟုတ်ဒီကောင်စိတ်ပြောင်းသွားမှာပါဆိုပြီးအဲ့လိုမလုပ်နိုင်တယ်ဆိုရင်လေဘဘမှားတယ်အဲ့တော့အာတို့ကမဟုတ်ပဲနဲ့အင်းညောင်းအင်းညောင်းနဲ့အဲကျွန်တော်ကတော့ကြည့်ပါအောင်မယ်စာရုပ်သက်တွေဘာညာကြည့်ပါအောင်မယ်အဲမလို့ပါဘူးဘာညာဆိုရင်တော့အာနိုးမှားအဲ့တော့ ဒီဟာကကျွန်တော်တို့ချက်တော့ကြည့်ရမယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ပြောရတော့ခတ်တယ်ပေါ့နော်ဒါကျွန်တော်အနေနဲ့တော့အခုလက်ရှိမှာ level preset တွေကအားလုံးကိုဆောင်းအောင်မုံသွားပြီအခုလက်ရှိမှာဒါကျွန်တော်ဟိုအလုံးဝပျော့ပျော့ရွှင်ရွှင်နဲ့ထွက်သွားမယ်ချိန်မှာဒါကျွန်တော်တို့လုံးဝပောက်ကွဲမှုနဲ့ထွက်သွားတဲ့ကြောင့်ပြည်သက်တွေကဆောင်းဝင်ဒေါသတွေထွက်သွားပြီလုံးဝတော့ကြည်မရတော့တဲ့အခြေအနေတွေထိရောက်သွားခဲ့တယ်ပေါ့နော်ဒီလောက်ပါပဲအဲ့တော့ ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့အောင်ကူညီရပါတယ်။မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကျွတ်ပါနဲ့။ကောင်းမွန်တော်နေနေဖြစ်ပါစို့။စုမောင်းကောင်းတောင်းပြီးနေပဲ။ကျွန်တော်တော့ကုန်ပြီပေါ့ဗျ။အားလုံးမကျွတ်ပါနဲ့။မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။မြန်မာကလစ်မှာမြန်မာနိုင်ငံမှဖြစ်ပါတယ်။အားလုံးမကျွတ်ပါနဲ့။ကောင်းမွန်တော်နေနေဖြစ်ပါစို့။စုမောင်းကောင်းတောင်းပြီးနေပဲ။ကျွန်တော်တို့နောက်မှ AC တွေ့ကြရပါပေါ့။ဒေးပါဗျ။